ဌာပနာအမျိုးမျိုးအိမ်မာဖျားရှိရာကိုဘာလို့ဖျားသွားကြတာလဲလို့မေးကြတာတွေရှိပါတယ်။ဒါပေမဲ့အိမ်ကစင်တူတော်နဲ့ဖျားเจ้าကံကစေဒီပထိုးဖျားစင်တူတော်တွေမှာဌာပနာထားပုံချင်းကကွာကြပါတယ်။တချို့တချို့သောဖျားစီဒီပထိုးများဟာဓာတ်တော်ကိုထပနာထားတာကြောင့်ဓာတုစီဒီလို့ခေါ်ပါတယ် မြတ်စွာဘုရားတို့ရဲ့အတုံးအဆောင်ပစ္စည်းတမျိုးမျိုးကိုဌာပနာထားတဲ့စေတီတော်ကိုပရိဘောဂစေတီလို့ခေါ်ပါတယ်။ပိဋကတ်တော်များကိုဌာပနာထားသောကြောင့်ဓမ္မစေတီလို့ခေါ်ဝေါ်ပြီးမြတ်စွာဘုရားကိုရည်စူးရည်မှန်းပြီးတည်ထားတဲ့ရုပ်ပွားစင်တုတော်များကိုအုတ်တိတစေတီလို့ခေါ်ပါတယ်။အိမ်မာရှိ ရုပ်ပွားစင်တုတော်များဟာ ဩဋိဒစေဒီတော်သာထိုက်ပြီးစေဒီပထိုးများဟာဌာပနာထားရကိုလိုက်ပြီးဓာတုစေဒီဥဋိဒစေဒီဓမ္မစေဒီပြိဘောကစေဒီဆိုပြီးကွဲပြားခြားနာပါတယ်အိမ်ရှိရုပ်ွားစင်တူတော်ကို ပူဇော်ရင်တော့ဩဋိဒစေဒီတမျိုးကိုသာ ပူဇော်ရရောက်ပြီးရွှေတကုံစေဒီတော်ကို ပူဇော်ရမှာတော့စေဒီလေးမျိုးလုံးကို ပူဇော်ရရောက်ပါတယ် အချာအချာသောစီဒီပထိုးများမှလည်းဌာပနာထဲ့ထားတာအပေါ်မူတည်ပြီးဓာတုစီဒီဥဋ္ဌိတစီဒီဓမ္မစီဒီပရိဘောဂစီဒီဆိုပြီး အမည်ထိုက်ကြပါတယ်။ရှိဖရာစင်တုတော်ကို ပူဇော်ခြင်းနဲ့ဖရာစီဒီကိုတွားရောက်ပူဇော်ခြင်းကကွဲပြားခြားနာတာမို့လို့ဖရာကြောင့်ကံကိုတွားကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့ဗုဒ္ဓဘာသာဝင်တွေဟာအမျိုးမျိုးအနေနဲ့အရရမှာရှိရဲ့ဖျားစီတွေကိုသွားရောက်ပူညော်ကြရတာပါ